တလောက OCD ဆိုတဲ့ယောဂရဲ့အကြောင်းစိတ်ယောဂအကြောင်းကိုဘုံဘုံတော်တော်လေးနားထောင်ဖြစ်တယ်ပေါ့။ဘာဘူးလို့အဲ့ဒါကိုနားထောင်ဖြစ်သွားတာတော့ဆိုတော့ဘုံဘုံကိုတော်တော်ကြာပါပြီတယောက်ကတော့တယောက်ကတော့တိတ်မကြာသေးဘူးသူတို့မေးတာမေးတာဘာဖြစ်တုံးဆိုတော့ဖះရှင်မခိုးရဲဘူးတဲ့ဖះကိုမြင်လို့ရှင်စိတ်ထဲကမတော်တရားတွေပြင်းမာနေလို့ အဲ့တော့ဘုမောကအဲ့ဒီစေယောဂအကြောင်းကိုကြားလည်းမကြားဘူး။အဲ့တော့ဒါကယောဂတမျိုးဖြစ်မယ်လို့တော့စိတ်ထဲမှာနည်းနည်းတော့ရိပ်မိတယ်ပေါ့နော်။အဲ့တော့ဒါကိုဘယ်လိုပြောရမှာတော့။အဲ့တော့ဒီဥစ္စာတကယ်မဟုတ်ပါဘူး။စိတ်ကစေတနာနဲ့တကယ်လွန်ကျူးတာမဟုတ်ဘူး။ဒါကြောင့်မလို့ဒါဟာအပြစ်မရှိဘူးဆိုပေါ့။သူ့ကိုလေးလျူရှုထားပါလို့ဘုမောကအဲ့တုန်းကနီလန်ပေးဘူးတဲ့။အခုပေးလိုက်တဲ့နီလန်လေးကအခုအဲ့စိတ်ယောဂဆရာဝန်နေ ပြောထားတဲ့ဟောပြောချက်တွေကိုနားထောင်လိုက်တဲ့အခါကျတော့သူတို့ပေးတဲ့နေနဲ့သွားပြီးတော့ကိုက်ညီနေတာကိုတွေ့ရတယ်။အဲ့ဒါနဲ့အဲ့ဒီယောဂဝေဒနာအကြောင်းကိုလေ့လာကြည့်တယ်ပေါ့နော်။ဒါစိတ်အစွဲလွန်ယောဂအများကြီးရှိတယ်အံ့ဩစရာပဲနော်။အဲ့ဒါလူတိုင်းမှာ အနည်းနဲ့အများအနည်းဆုံးတော့နည်းနည်းလေးရတော့ရှိတယ်။တန်တရားလေးတွေဖြစ်တယ်။နော်တန်တရားလွန်တာပေါ့ ညတိုင်းဆိုတကားပေါက်ပိတ်တယ်ပိတ်ပြီးသားပိတ်တယ်တိကျမဟုတ်လားထပ်ပိတ်အေးရတဲ့ရောက်မှာဟာဟုတ်သေးဘူးသွားပိတ်လိုက်အောင်မယ်အဲအဲ့ဒါမပိတ်ရမနေနဲ့လင်းကားကတော့လုံနေပြီဆိုရင်အဲ့ဒါစိတ်သာဆရာဝန်နဲ့ပြဖို့လိုနေပြီယူတာမဟုတ်ဘူးနော်ယူတာမဟုတ်ဘူးနော်အင်းအဲ့ဒါသူကတဘာဝမကြတော့ဘူးဟုတ်လားတချို့ကြတော့ပါတော့လက်ဆေးတာခုနကကလေးတယောက်ဆိုတော်တော်ငငယ်လေးပဲရှိသေးတယ်အဲ့ဒါသူ့မိစိတ်ပြဲအလက်ဆေးတာလက်ကိုရဲနောင်ဆေးတာနော် ဘဘုံဆရာဝန်မကြီးတယောက်ဆိုရင်သူသမီးရလည်းဆရာဝန်ပဲသူကိုယ်တိုင်လည်းဆရာဝန်ပဲအသက်80ကျော်ပြီစင်ကာပူမှာရေတစ်ခါချွေးရင်၄နာရီကြာတယ်နော်ရေစေးကကြီးကြီးနဲ့စင်ကာပူမှာအဲ့ဒါရေချိုးကနေကချိုးချတဲ့ရေတွေတစ်ခါလေးဧကန်နဲ့ထီရှန်ကြတာလေဘာမှလည်းလုပ်လို့မရအောင်အဲ့ဒီယောဂနော်ပြီးတော့ဘဘုံစကိုင်းမှာအခုတော့ဆုံးသွားပါပြီနာမည်တွေတော့ပြောလို့မကောင်းဘူးပေါ့လေ ဲ့တော့ तू ကလည်းအမြဲတမ်း तू ထိုင်မဲ့နေရာကိုတုတ်ပေးရတယ်။မှီမဲ့နေရာကိုတုတ်ပေးရတယ်။ဒါအိတ်ခါလေးဆိုလက်ရည်စေးလို့မပြီးတော့ဘူး။တန်တရားတွေပေါ့နော်။နော်။အဲ့ဒါကဘာတုံးဆိုတော့ငငယ်တုံးကစိတ်တန်ရာရခဲ့တဲ့အကြောင်းတရားလေးတွေလည်းရှိတယ်။တချို့ကြတော့လည်းပဲမျိုးရိုးပေါ့။မျိုးရိုးကတော့ तू ကပြောကိုပြောတယ်သူတို့ကဟုတ်လား။ဘာကြောင့်မဖြစ်ဖြစ်ပေါ့လေဖြစ်တဲ့အကြောင်းတရားတွေကိုလည်းသူတို့ပြောပြတယ် အဲ့ဒီဖြစ်တဲ့ပုံစံတွေကအမျိုးမျိုးပဲ။နောက်တချို့ဆိုလို့ရှိရင်ဒီလမ်းပေါ်လျှောက်သွားဆိုအခုဒီကော်စောလေးဆိုတော့ဒါလေးတွေကဘယ်နှက်ကွက်အကွက်ကလေးတွေရေးဒါလေးကဘယ်လိုလဲမတည့်ဘူးဟုတ်လား။နောက်တချို့ဆိုစာအုပ်စင်တွေ့ရင်တအုပ်ချင်းရေးနေ။သမင်းစပွဲသမင်းပြင်ပြီဆိုရင်လည်းဇွန်ကဘယ်ဘက်ကိုဘယ်နဲ့ဒီစောင်းဆိုဘယ်နဲ့ဂရီစောင်းမယ်မရဘူး။တော့ပြင်လို့မရဘူး။အများကြီးပဲအံ့ဩစရာ။အဲ့ဒီအခြေခံသဘာဝမကျမှုလေးတွေကလူတိုင်းမှာရှိတယ် လွန်ကင်းလာတဲ့အခါမှာသူ့စိတ်ကလည်းတိတယ်ဒါကြီးကမဟုတ်ဘူးပေါ့နော်ဒါပေမဲ့မဟုတ်တဲ့ဟာကြီးကလည်းတော့သူဖြစ်နေတယ်ဖြစ်တော့ तू ကမလုပ်လို့ဆိုတော့အဲ့ဒီဥစ္စာကိုမဖြစ်အောင် तू ကြိုးစားတယ်ဆိုကြပါစို့သူ့စိတ်တွေကတန်တရားဖြစ်တယ်လက်ကမပြောင်းဘူးလို့ထင်တယ်မပြောင်းဘူးဆိုရင်တော့ तू ပြောင်းအောင်ဈေးမှဖြစ်မယ်ဈေးတယ်ပေါ့နော်ပြန်လာတယ်မပြောင်းဘူးလို့ထင်မြန်တယ်ထင်တော့တခါ तू ဈေးမှဖြစ်မယ်ဆိုတော့ဈေး तू ဒီကမှားယွင်းတဲ့ အစိုးပြုချက်ကိုသူကလက်ခံပြီးတော့ဖြည့်ရှင်းဖြည့်ရှင်းနေတယ်။ပြီးရင်အဲ့ဒါကလုံးမပေးရမနေနိုင်တဲ့အစွဲထိရောက်သွားအတုခတ်ဖြစ်တော့တာ။နော်။ဒါကဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီပြင်ဘာသာမှာလည်းရှိတယ်။သူတို့ရဲ့ဘာသာရေးအကြီးအကဲတွေကိုပြင်မာတာအလိုမတော်တရားစဉ်းစားတာအလိုတွေပေါ့နော်။အလိုတွေလုံးတော့အပြစ်ဖြစ်တယ်ထင်ပြီးတော့ရှ िख ိုးဝှချတောင်းမှစိတ်ထဲကအမျိုးမျိုးတောင်းမှဒီဟာကြီးဖြစ်လာတာကြီးကိုတခါတည်းစိတ်တွေကဆင်းရဲတကယ်တမ်းအဲ့ဒီဖြစ်လာတာကိုလေးလေးရှုရမှာ ကိုယ့်ရဲ့စိတ်ကစေရနာနဲ့ပြင်မာတာလည်းမဟုတ်ဘူး။သူကသူသားကြီးကတဘာဝမကြတဲ့အတွေ့အကြုံအလိုလိုဖြစ်လာတာပေါ့နော်။သူတို့ရဲ့စိတ်ပညာအရာအဲ့ဒီဖြစ်တာကြီးကိုဖြည့်ရှင်းတယ်ဖြည့်ရှင်းတာကြီးကိုစွဲနေတယ်။ဘယ်သူမှလည်းပြောလို့လည်းမရ။ချုပ်ဆိုအရင်တနာတွေကောင်းတယ်ပေါ့နော်။အဲ့ဒါနဲ့ဖုံဖုံအများကြီးနားထောင်ကြည့်တော့ဆရာဝန်တယောက်ကစိတ်ဆရာဝန်တယောက်ကဝိပဿနာတရားအထုဖို့အကြံပေးတယ်။နော်။စိတ်ကဒီဟာတဘာဝမကြဘူးလို့နားလေသွားလို့ရှိရင် ဒီဟာကိုသဘာဝမကြတဲ့အကြောင်းကိုကိုကိုမလုံနဲ့ဒါသဘာဝမကြဘူးသူခိုင်းနိုင်မင်းလုံးเสียမလို့ပြန်ပြီးတော့ဒါကိုတင်းရမှာပေါ့နော်စိတ်ကူထုံးခေါ်တာပေါ့သူကဆေးနဲ့ဆေးလည်းရှိတယ်ဒီအုတ်နောက်ထဲမှာပျော်ရွှင်မှုဟော်မုန်းကိုထွက်စေတဲ့အရာကိုလှုံ့ဆော်ပေးတဲ့ဆေးတွေရှိတယ်အဲဒါစိတ်ဆရာဝန်တွေပေးမှပဲစားလို့ရတဲ့ဆေးမျိုးပေါ့အဲ့ဒီဆေးနဲ့ကုတာရှိတယ်ဒါသည်ဆေးကအမြင့်ပြည့်ကြီးပျောက်တယ်လို့မရှိဘူးခမသိရင်ပြန်ပြန်ပြီးတော့ဖြစ်တယ်ပေါ့နော် အဓိကကတော့ကိုယ့်ရဲ့စိတ်ကနားလည်မှုမှန်ကန်ပြီးတော့ကိုယ့်အကိုဒါကိုတင်းခံပြီးတော့ငိုတော့ကကိုယ်ကမှားခဲ့တာဟောဘလောက်ကြာကြာမှားခဲ့တယ်လေအဲ့ဒါကိုဘလောက်ကြာကြာပြန်ပြီးတော့မှန်အောင်လုပ်မလဲကြာရင်အဲ့ဒါလက်ကျင့်ရမယ်ကြာရင်ပြန်ပြီးတော့ရမယ်ကိုယ့်အကိုပဲပြန်ကူရမှာနော်ဒါဟိုတနေ့ကတောင်ဖုံဖုံပြောလိုက်သေးတယ်လေကိုယ်ကတမိုင်ခရီးလွန်သွားတယ်ပြန်ကျင်နေဆိုရင်တမိုင်ပဲပြန်ခဲ့ဟုတ်လားနော်ဒါကြောင့်တတိရှိရမယ်အဲ့ဒါတတိမရှိရာကနေပြီးတော့တတိလက်လွတ်ဖြစ်ရာကနေပြီးတော့ အဲ့ဒီစိတ်ရဲ့အဆင်မပြေမှုတွေမှားယွင်းမှုတွေရှုပ်ထွေးမှုတွေရှောက်ဖြစ်တာပဲဒါကြောင့်သတိပဋ္ဌာန်တရားပွားများခြင်းဟာဖြစ်ပေါ်လာတဲ့စိတ်ရောဂါကိုတောင်ပျောက်စေတယ်မဖြစ်သေးတာကိုလည်းကြိုတင်ကာကွယ်ပြီးသားဖြစ်စေမယ်လို့နားလည်ရမယ်နော်နော်ပဒါစာရီသတ္တခါအောင်ယူနေတဲ့အယူတောင်မြတ်စွာဘုရားရဲ့နော်တတိယပါဆိုရင်အေးချမ်းတဲ့စကားတခွန်းဘာရခိုင်းတာတော့တတိယခိုင်းတာနော်ကျွတ်တော့တတိယမရဘူးရောက်ချင်ရောက်နေစိတ်စိတ်က ဟုတ်လားအဲ့တော့စိတ်နဲ့ကိုယ်နဲ့ကပ်ဖို့လိုတာပေါ့ကျွတ်ဗမာဘောဟာရမှာနည်းနည်းယူနေပြီနည်းနည်းသိပ်ပြီးတော့ပုံမှန်မှန်တော့ဘူးဆိုရင်ဘလို့ပြောရတာစိတ်နဲ့ကိုယ်နဲ့သိပ်မကပ်ရှာဘူးဒါယင်ကြီးတဲ့အတုံးတုံးနဲ့ပြောတာပေါ့နော်ခက်ကြမ်းကြမ်းပြောမှဆိုတော့ယူနေတာစိတ်ဖောက်နေတာလို့ပြောမှာပေါ့ဟုတ်လားခုဘလို့ပြောတာတော့စိတ်နဲ့ကိုယ်နဲ့မကပ်ရှာဘူးခက်ကြိုက်ကြိုက်ပဲဘုံဘောအဲ့ဒီစကလုံးကိုအဲ့တော့စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့လူတွေဟုတ်လားအဲ့ဒီအချိန်မှာအဲ့ဒါဘာဖြစ်နေလဲပြောမှာ ါတမျိုးလေးဖြစ်နေတာနော်ဟုတ်လားအဲ့ဒါကိုကစိတ်နဲ့ကိုနဲ့ကတ်အောင်ဘလို့တို့ကြိုးစားရမယ်ဒါဒီမှာမြတ်စွာဘုရားရဲ့အစုံမဒေသနာတွေလေ့လာတဲ့အခါမှာအဲ့လိုအခြေခံကြကြဘုဘုံတို့နားလည်အောင်ကြိုးပမ်းဖို့လိုတော့နော်သတိပဋ္ဌာန်တရားပွားများရင်ဒုက္ခနဲ့ဒေါမနတ္တကိုချုပ်ငြိမ့်စေလိမ့်မယ်